စနေကရန်ကောင်းရန်ကောင်းနေအေးရန်ကောင်းနေပဲပြောနေရတော့မှာဟိုစကလုံးအစ်အာဆနယ်ကိုချီးကျူးဖို့ဆိုရင်ကိုလို့စကလုံးအစ်ရှာမအောင်ရတော့မယ်စကလုံးနေထက်နေကောင်းနေကောင်းနေအရန်ကောင်းနေဒါနဲ့မပြီးတော့ဘူးเนาะတခြားဒီစမ်းသစ်စကလုံးလေးတီထွန်မရတော့မယ်တို့ရဲ့ကောင်းတဲ့ဟာလေးပေါ့เนาะအဲ့ဒါလေးတော့ထည့်ပြောချင်ပါတယ် အားလုံးပဲမင်္ဂလာပါများကျွန်တော်တို့ Sports Corner နေပြီးတော့ကြိုဆိုလိုက်ပါရစေကျွန်တော်တို့ Preview အစီအစဉ်တွေတင်ဆက်ပေးနေတာဖြစ်ပါတယ်စနေနေ့ညမှာရှင်ပြိုင်ကစားမယ်ဆန်နာလန်အသင်းနဲ့အာဆင်နယ်အသင်းတို့ရဲ့ပွဲချိုသုံးသက်ချက်ကိုကျွန်တော်လည်းတူတာ Today Sport ရဲ့အားကစားအစီအစဉ်တွေကိုတင်ဆက်ပေးနေတဲ့ညီလေးထက်ဆိုးတို့ကအတူတူကတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ညီလေးမင်္ဂလာပါမင်္ဂလာပါအဲ့တော့အခုတို့ဒီအိမ်ကွင်းကတော့ဆန်နာလန်ပေါ့ဒါပေမဲ့အာဆင်နယ်ပဲစကြင်တယ်အာဆင်နယ်ကြောင့်မင်းရအောင်အရန်ကိုပြောမှဖြစ်တော့မယ့်အကြောင်းတွေဖြစ်တော့အာဆင်နယ်လက်ရှိအနေအထားကိုညီလေးပြောပြပေးပါဦးဟုတ် အာဆင်နယ်လက်ရှိပုံစံတော့ကိုယ်အကုန်လည်းသိတဲ့အတိုင်းဘောလုံးပွဲတပွဲနိုင်မှုတော့မှမလွယ်တဲ့အနေအထားတဲ့ပါဟိုတခြားအသင်းတွေအနေနဲ့ဆိုရင်၃ပွဲ၄ပွဲ၅ပွဲစတိုက်နိုင်မှုမလွယ်တဲ့အနေအထားမှာ၈ပွဲစတိုက်နိုင်ပွဲရတာလေအဲ့၈ပွဲလုံးဂိုးပါမပေးဘူးဂိုးမပေးတဲ့အပြင်သူတို့ technical ကိုလည်းအမျိုးစုံတွေ switch လုပ်ပြီးဆော့ပြနေတယ်အဲ့တော့ဒါလုံးဝဟိုဘယ်လိုပြောမလဲလေးပေါ်မှာပြန်နေတဲ့အချိန်ပေါ့လေစင်မြန်ကြီးလေးပေါ်မှာပြန်နေတဲ့အချိန်ကတော့တကယ်ရောက်လာပြီအဲ့ကြားရဲရမှာ ဟိုတသိန်းလုံးမှာအကုန်လုံးက positive တွေပဲဥပမာဒန်ယန်ပြဿနာကြီးလက်ရှိချိန်မှာဆိုရှိတယ်မရှိဘူးမဟုတ်ဘူးဒါပေမဲ့မရီနိုကြီးထဲဆိုလဲဂိုးတွေရရနေတာပဲတကယ်တော့အတင်းတသိန်းအနေနဲ့ရှိတဲ့တိုက်စင်မှု၃ယောက်စလုံးနားရတာသူတို့ဂျေဇုစ်ကကိုင်ဟာဗတ်ဆိုယောဂရက်ဆို၃ယောက်လုံးနားရတယ်နားတော့ကွင်းလေလို့မရီနိုကြီးရတက်ဆော့တယ်မရီနိုကလည်းတကယ်ဖျားစုကွင်းလေလို့သူကဝင်ဆော့တာနဲ့တိုက်စက်ကနေဂိုးတွေကြီးပဲအမြဲတမ်းအမြဲတမ်းတွင်းနေရောဘာမှတကယ်တမ်းပြဿနာမရှိသလိုဖြစ်နေတယ်ပြီးခဲ့တဲ့ချန်ပီယံလိမှာဆိုလဲ Calafiorius Kelio နှစ်ယောက်လုံး left back နှစ်ယောက်လုံးမတော့ဘဲနဲ့ဒီ hinge ပြီးပေါ့အစ်စ်ခေါ်တာ hinge ပြီးတော့တုံးတော့လေ okay နေရပဲအဲ့တော့သူတို့ကတော့လက်ရှိချိန်ကဘာလုံးလို့ Arsenal ကတော့ဖြစ်ထွန်းနေတဲ့အနေသားဆိုတော့အကုန်လုံးကြေနပ်ဖို့ကောင်းပါတယ်သူတို့အသင်းရဲ့အနေသားဟုတ်တခါလေကြာရင်ဟိုအချိန်နေတစ်ခုမှဘာလုံးလို့ဖြစ်တဲ့အချိန်ဆိုတာရှိရသေးလားအဲ့ဘာလုံးလို့ဖြစ်တဲ့အချိန်ဆိုရင်ဘာလုံးလို့ကိုဖြစ်တာအဲ့တော့အဲ့ဒါလေးကိုတော့အကိုထည့်ပြောခြင်းတယ်သူတို့ဟိုဒီချိန်မှာဟိုအကိုတို့တခါလေကြာရင်ဟိုဘလုံးဝဲလေးရွေးတယ်ဆိုပါတော့ ဘာရွေးရွေးကိုယူတဲ့အတင်းနိုင်နေတဲ့အချိန်တွေရှိတယ်ပေါ့လားသူတို့ကတော့ပုံပြီးစနစ်ကြတာပေါ့အခုတော့ဒါ glack ကန်ကိုသွားတာသူတို့ကတော့ systematically ကိုသွားတာပေါ့နော် system ချသွားတဲ့အတင်းတင်းဘာကြောင့်တလောက်ကောင်းလဲဆိုတော့အကိုကအဲ့ဒါကိုအဓိကပြောချင်တယ် system ချသွားတဲ့အတင်းကဘသူထက်ထက်ကောင်းနေလဲဒီကစားသောမမလို့မဟုတ်ဘူး mosquera မလို့မဟုတ်ဘူး hinkab မလို့မဟုတ်ဘူးအဲဒီ merino မလို့မဟုတ်ဘူးအဲ့နေရာမှာဟိုတခြားတော်ရုံဘယ်ကစားသောမပဲထက်ထက် ကစားသမားကြောင့်မဟုတ်ဘဲနဲ့ဒီကစားကွက် system ကြီးကအရန်မိလို့နာကအဓိကအခက်ရပါတော့ခိုးပွိုင်းကအဲ့ဒီမှာသွားရှိရလို့အကိုကထင်တယ်အာဆင်နယ်အခု cloud ကောင်းတဲ့ခံစစ်ကိုအကိုတို့ဒီဘောလုံးဝဲကြီးရဲ့တက်တန်းချောင်းမမြင်ဘူးလို့ပြောရအာဆင်နယ်အရင်ကောင်းခဲ့တယ်အာဆင်နယ်ဆိုတာတိုက်စစ်ကိုမြန်မြန်ဆန်ဆန်ကစားပြီးအရန်ကောင်းတယ်တင်ဒါပေမဲ့ခံစစ်ကတော့အဲ့လိုမျိုးမဟုတ်ဘူး discipline နေနဲ့ညံ့တာကြီးရှိတယ်အာအပြစ်ပြောစရာလေးရှိခဲ့တယ် history မှာဒါပေမဲ့အခုဟာခံစစ်ကြီးကလည်းကောင်းတယ်ကိုယ်နဲ့ကြည့်ရလေကောင်းတယ်အတိုက်စစ်ကြည့်ရလေခုနကညီလေးပြောလို့ ဘယ်သူမှမရှိဘူးပါဘူးနားနေပါတယ်ဆိုတာတော့မှကောင်းနေသေးပဲဆိုတော့နည်းနည်းတော့များလာပြီပေါ့နော်တခြားပရိသတ်အတယောက်နေနဲ့ကြည့်ရရင်နည်းနည်းအမြင်ကက်ချင်စရာကောင်းလာအမြင်ကက်ချင်စရာကောင်းလာဆိုတာဟုတ်ကောင်းလုံးလို့အမြင်ကက်ချင်စရာကောင်းလာတာကိုပြောတာဟိုဘယ်လိုပြောဘေးကကြည့်ရင်တော့ကိုရောင်သဘောကျကျကျလာပြီသိရမလားအဲ့လိုမျိုး ခံစားချက်တွေဖြစ်လာတာဗောနော်အဲ့တော့သူသူ့ရဲ့ခြေစွမ်းနောက်ဆုံးအဲ့ဒါအခုကြီးပြော10ပွဲ10ပွဲဆို6ရှစ်82နှစ်100ပွဲမှာလဲညူကာဆယ်ကဘာ34မိနစ်မှာဂိုးပေးရတယ်မနေ့60ဆိုတော့တော်တော်980ရှိရတော့ရှိတော်တော်ကြီးရောများရာယာဆိုရင်အခုနေကလက်အိတ်ပေးထားလို့ရပြီဟုတ်တယ်ပရီးမီးယားလေးကဒါ30ဆက်တိုက်လာမသိဘူးဒီနေ့နဲ့ရမဟုတ်ပြေးလိုက်ပြေးလိုက်လို့ရပြီဒါထားလိုက်တော့သူရသွားပြီဒါလက်အိတ်ကအဲ့တော့တော်တော်ကောင်းနေတာဗောနော်အဲ့တော့ဆန်နာလန်းဗောနော်ဆန်နာလန်းနဲ့ပတ်သက်ပြီးပြန်ဝင်အောင်ဆန်နာလန်းကလက်ရှိမှာတော့ တန်တက်အသင်းတွေမှာ short ဖြစ်စရာကောင်းဆုံးတော်တော်လေးကောင်းတဲ့ခြေစွမ်းအောင်ပြနေတယ်အခုတို့ဒါထင်ထတဲ့ပူတဲ့ပုံစံအောင်လုံးပြနေရောစန္ဒလန်ကိုညီလေးအမြင်လေးချက်ဆူးနေပေါ့စန္ဒလန်တကယ်တန်တက်အသင်းတွေမှာမထင်ဆုံးအသင်းပေါ့ဘာလို့လဲဆိုတော့တို့ကမနစ်ကတန်တက်လာတဲ့အချိန်မှာဒါ Lee United တို့ Burnley တို့ကတကယ်တိုက်ရိုက်တက်လာစန္ဒလန်က playoff playoff ကိုမှတကယ်ဟိုနောက်ဆုံးမိနစ်ကျမှတို့အနိုင်ကိုရပြီးတော့မှတကယ်ပရီးမီယာလိဂ်ကိုရောက်လာတာပေါ့အဲ့တော့ကျွန်တော်ကထင်ထားတာတို့မရောက်လာတာလည်းကြာပြီအဲ့တော့ ဟိုယိုယို club တွေလိုပဲပေါ့သိရမလားခဏတက်လာမယ်ပြီးရင်ပြန်ဆင်းသွားမယ်ဒီလိုမျိုးအသင်းအနေနဲ့ထင်ထားပေမယ့်တကယ်တကယ်တမ်းကျတော့တို့ level အများကြီးတိထက်ကိုပို့နေရအောင်ကျွန်တော်တွေ့ရတယ်အဲ့တော့ဆန်နာလန်တဲ့အားဖြည့်ထားတဲ့ခေါ်ယူမှုတွေအများဆိုရင်လေတကယ်တမ်းတို့ဟိုတကယ် premium signing တွေရော potential signing တွေရော experience signing တွေရောအကုန်လုံးမျှတအောင်ခေါ်တန်းနိုင်တယ်ဥပမာ18 grow တန်း20နဲ့ခေါ်သွားတဲ့ဟာမျိုးဆိုတာပြည်သက်တွေတော်တော်များများသဘောကျရတယ် movement ဟို transfer မျိုးပေါ့ဟိုရာကောက်ခေါ်လိုက်တဲ့ဟာမျိုးဆိုလဲတကယ်အသင်းကိုကွင်းလဲမှာဟို control လုပ်ဖို့အတွက် captain လဲလုပ်ဖို့ရယ် premier league ကထားကိုလဲကောင်းကောင်းသိရယ်ဆိုရယ်ကစားသမားမျိုးကိုသူခေါ်လိုက်နိုင်တာပေါ့ဆိုတော့အဲ့ဒီအချက်ကိုတော့တော်တော်သဘောကျတယ်တကယ်ပြိုင်ပွဲဆော့တဲ့အချိန်မှာသူတို့အခုချိန်ဒီစနှစ်ပွဲပဲရှုံးနေတယ်အဲ့ဒီနှစ်ပွဲကသူတို့တန်းတက်လာတဲ့ပြိုင်ဘက် valley ကိုအဝေးဘက်မှာရှုံးတယ် man united ကို ultra four မှာရှုံးတယ်အဲ့ဒီနှစ်ပွဲရယ်လွယ်အင်္ဂလိပ်မှာရှုံးပွဲမရှိအဲ့တော့ဘယ်လောက်ထိရှုံးပွဲမရှိလဲဆိုတော့သူတို့ Aston Villa နဲ့ပွဲဆိုတာရှုံးကျင်ရှုံးသွားလို့ရတဲ့အနေအထားမျိုးမှာရှိတယ်။လူကလည်းတယောက်ရော့တယ်၊ဂိုးကလည်းအရင်ပေးတာ။ဒါပေမဲ့10ယောက်11ယောက်နဲ့ရအောင်ပြန်ဖိုက်ဂိုးလိုက်သွင်းပြီးတော့တမတ်တော်အနေဆုံးရအောင်လုပ်လိုက်ပြီးခဲ့တဲ့နောက်ဆုံး Everton နဲ့ကန်တဲ့ပွဲစဉ်မှာဆိုလည်းတကယ် Everton ဂိုးယင်ရတယ်။ဒါပေမဲ့ဒုတိယပိုင်းဆိုတပိုင်းလုံးပြီးဆော့ပြီးတော့ရအောင်အမှတ်တမှတ်ကိုတော့ရအောင်ပြန်ယူရအဲ့တော့တကယ်ဒီလက်ရှိတန်းတက်လာတဲ့ဘန်လီရဲ့ League ဆန်ဒါလန်ရဲ့သုံးတင်းထဲမှာတော့ဆန်ဒါလန်တခါလေးရရင်ကျွန်တော်တို့ပောက်ကောင်ရှိတတ်တယ်မိတေတန်းတက်လာတယ်ဆိုရင်မိတေပဲပေါ့ ဒီ1 to 10နဲ့ဝင်သွားတဲ့ဟိုအသင်းမျိုးတွေရှိတတ်တယ်ဆိုတော့အဲ့ဒီအသင်းဆိုရင်တော့ကျွန်တော်ကဆန်နာလန်ဖြစ်မယ်လို့ပဲထင်ပါတယ်သူတို့ဒီအားစီဆွမ်းဆောင်မှုတွေရဟုတ်တယ်ညီလေးပြောလို့သူတို့ရဲ့ Serian of Life မှာသူတို့ရှင်ကန်နိုင်ဘူးတော့မလွယ်ဘူးဒီ Queen ကအကိုတို့ကအမြဲတမ်းရင်းနှီးခဲ့တဲ့ Queen အကိုဆိုဆန်နာလန်ကိုတော်တော်သဘောကျတဲ့အထက်မှာပါတယ်ပေါ့နော်အရင်တည်းကဟိုဆန်နာလန်ရဲ့ Newcastle Derby ပွဲစဉ်အမြဲတမ်းစောင့်ကြည့်ခဲ့တာပေါ့နော်အရန်ကောင်းတဲ့ပြိုင်ဘက်တွေဆိုတော့ အဲ့လိုသူတော်စင်းတော့လာကြာပြီခုပြန်တက်လာဒီလိုမျိုးခြေစံလေးရတော့သဘောကျတယ်ပေါ့နော်အဲ့တော့ဒီဘွဲမှာရောဆန်တော်လိုက်ရဲ့အိမ်ကွင်းအားရှိတယ်ဒီခေါ်ယူထားတဲ့ကစားသမားတွေလက်ရှိအသားကျနေတဲ့ပုံစံနဲ့နီးပြလီဘရစ်ကဦးဆောင်မှုအောင်မှာအာဆင်နယ်ကိုဘလောက်ထိအဲအခက်ခဲတွေ့နိုင်မယ်လို့ထင်တယ်ညီလေးအာဆင်နယ်အသင်းအနေနဲ့တကယ်အခက်ခဲတွေ့မယ်ဆိုရင်တွေ့လို့ရတဲ့ပြိုင်ဘက်ကဆန်ဒါလန်ဖြစ်တယ်လို့တော့ကျွန်တော်မြင်တယ်ပေါ့နော်။ဥပမာသူတို့ဥပမာဒီကိုမပေးရတဲ့ဆန်ချင်ပြတ်သွားတဲ့ ပွဲစဉ်ဒီဒီပွဲဖြစ်သွားတာတော့မတော်တဆခြေချော်လက်ချော်ပေါ့ဆိုနိုင်လာတာလေတောက်လျှောက်ဖြစ်နေပြီဆိုတော့မတော်တဆခြေချော်လက်ချော်ဖြစ်မယ်ဆိုရင်ဒီလိုပွဲစဉ်မျိုးကဖြစ်သွားနိုင်မဲ့အနေထားမျိုးရှိရအဲ့တော့ဒုက္ခပေးနိုင်လားဆိုရင်တော့ကျွန်တော်တို့ပေးနိုင်တယ်လို့မြင်ရတယ်ဟုတ်ကဲ့ဒါသူတို့ရဲ့ကစားပုံအရင်ကြည့်လိုက်လို့ရှိရင်အဲ့တော့အသင်းကြီးတွေနဲ့တွေ့ဆုံတဲ့ပွဲစဉ်တွေကြည့်လိုက်လို့ရှိရင်လည်း Man United နဲ့ပွဲမှာဆိုရင်တော့နည်းနည်းလေးသူတို့ performance ကနည်းနည်းလေးကျသွားတယ်ဒါပေမဲ့ Chelsea နဲ့ပွဲမှာဆိုလည်းသူတို့ဒီပွဲကိုတကယ်ဟို strategy ကြကြလေးချင်းကပ်သွားတယ်သူတို့ ဟိုဂိုးအစောကြီးပေးရတယ်ဒီဂိုးအစောကြီးပေးရတဲ့အချိန်မှာ Stanford Bridge လိုနေရာမျိုးမှာတော့နှစ်ဂိုးရအောင်ပြန်လိုက်ပြီးတော့ဆော့နိုင်တဲ့အထိတကယ်တို့ရဲ့ team mode ကတော်တော်လေးကောင်းနေတယ်အဲ့တော့အိမ်ဝင်းလည်းဖြစ်တယ်တို့အိမ်ဝင်းမရှုံးသေးတဲ့စံချိန်လည်းဖြစ်တယ်တစ်ဖက်ကလည်းဘေးကိုမရှိတဲ့စံချိန်ကတို့တောက်လျှောက်တည်ဖို့ကြိုးစားလို့ဆန်းလန်းလန်းကလည်းတို့အိမ်ဝင်းမှာမရှုံးဆိုတဲ့စံချိန်ကိုရသလောက်တော့ထိမှုကြိုးစားမှာပဲအဲ့တော့အတိုင်းတာတစ်ခုတည်းတော့ဒုက္ခပေးနိုင်မယ်လို့ထင်တယ်ပြီးတော့ဆန်းလန်းလန်းအသိငယ် ခံစစ်ကအိမ်ကွင်းမှာဆိုရင်ဘိုးဟို clean ရှိရတာမျိုးတော့မဟုတ်ပေမဲ့တပွဲကိုတကိုးနှုံးထက်တိတ်ကြော်ပြီးတော့ပေးလိမရှိတဲ့ပုံစံလိုမျိုးပဲသူတို့လည်းသူ့ level နဲ့သူတော့ Arsenal လောက်မဟုတ်ရင်တော့သူ့ level မှာတော့သူ့ခံစစ်ကလည်းဒါနည်းနည်းအတိမပြုတ်လို့ရတဲ့ခံစစ်အမျိုးအစားတွေမှာတော့ပါတယ်ပြီးတော့နီးပြရလည်းပြင်လွယ်ပြောင်းလေရှိရနီးပြပါတော့เนาะ Man United နဲ့ပွဲစဉ်မှာဆိုသူအဆင်မပြေတဲ့လူစားလိမ့်မှုတွေဆို မိနစ်25မိနစ်30လောက်တည်းအေဒင်ဂရာတို့ဘာလို့ကောက်ထုတ်ပြီးတော့ဟုတ်တယ်ဟုတ်တယ် formation ကိုချိန်ပြီးတော့စော့ရဲဆိုတော့နီးပြခေါင်းမမအောင်လှုပ်တဲ့နာကိုသူတိတယ်တကယ်လဲအကောင့်ထဲပေါ်ပြီးလှုပ်တယ်အဲ့တော့တကယ်ကြည့်ကောင်းမဲ့ပွဲစဉ်လို့ကျွန်တော်မြင်ပါတယ်ပြီးတော့ရှာကာရဲ့အသင်းဟောင်းနေနဲ့ရှိခဲ့တဲ့ drama ပေါ့နော်သူကချစ်ချင်းတွေလည်းခံရတယ်လို့အပရိတ်အာဆန်နယ်ပရိသတ်တွေနဲ့လည်းချို့ drama တွေဖြစ်ခဲ့တယ်လို့ဆိုတော့သူ premier league ကိုပြန်ရောက်ပြီးရင်ဆိုင်ရမှာဆိုတော့အဲ့ဒါလေးလည်းစိတ်ဝင်လာဖို့ကောင်းပါတယ်ဟုတ်ပါပြီတော်တော်လေးပြည့်စုံသွားပြီအာဆန်နယ်က အရန်ကောင်းအရန်ကောင်းလေအေးအရန်ကောင်းလေပဲပြောနေရတာပါဟိုစကလုံးအစ်အာဆင်နယ်ကိုချီးကျူးဖို့ဆိုရင်ကိုလို့စကလုံးအစ်ရှာမအောင်ရအောင်ပဲစကလုံးနေထက်နေပြီကောင်းနေကောင်းနေအရန်ကောင်းနေဒါနဲ့မပြီးတော့ဘူးเนาะတခြားဒီစန်းတစ်စကလုံးလေးတီထွန်မရအောင်ပဲသူတို့ရဲ့ကောင်းနေဟာလေးပေါ့เนาะအဲ့ဒါလေးတော့ထည့်ပြောချင်ပါတယ်အဲ့တော့ဒါချီးကျူးတာပေါ့အဲ့တော့အဲ့တော့ဒီဘွဲမှာလည်းဘာပြောရအောင်လဲအာဆင်နယ်ကလက်ရှိမှာလည်းဖောင်ကောင်းနေတယ်ထက်နေပြီခံစက်ကဂိုးမပေးရဘူးဒီလိုဒီလိုဒီလိုဘာဘယ်လိုပြောမလဲဟိုကိုလို့ ဒီကိုယ်နေရာကစားမှလှည့်ကစားနိုင်တယ် rotation ကောင်းတယ်တိုက်စစ်ကောင်းတယ်ယူးနေပြီပေါ့နော်အဲ့တော့မပြောတော့ပါဘူးအများကြီးအဲ့တော့ Arsenal ဒီဘက်မှာအသာစီးရမယ်ထင်တာကစားကွက်အနေထားရ Arsenal ရဲ့ဒီဘက်မှာဘယ်လိုမျိုးတွေထွက်လာမယ်ထင်တယ်အဲ့ဒါလေးပဲအချက်ဆက်ဆူနေပေါ့ Arsenal နဲ့ပတ်သက်လို့ရှိရင်တော့နည်းနည်းလေးထူးခြားတဲ့အချက်ပေါ့နော်ဒါကျွန်တော်တို့ပြီးခဲ့တဲ့ Champions League ပွဲစဉ်မှာ Slavia Prague နဲ့ပွဲစဉ်မှာတော့ဒါ Arteta ရဲ့နည်းနည်း next level tactical switch တစ်ခုကိုလည်းတော်တော်များများဒီဘောလုံးသုံးသက်တဲ့လူတွေလည်း ဟိုထောက်ပြနေကြတာပေါ့အဲ့တော့အဲ့ဒါဒါဆာလီဘာကိုသူကွင်းလယ်တက်ကစားခိုင်းတဲ့ပုံစံပေါ့အဲ့ဒီဟာဟင်သူကာလာဖီယိုရီရောလူးဝစ်ကယ်လီရောမတုံးတော့ဘဲနဲ့ဒီဟင်ကပီလိုပုံစံမျိုးကိုတုံးတယ်အဲ့ဒါဘာနဲ့အနည်းဆက်ဆုံးတူလဲဆိုတော့ကျွန်တော်အမြင်ပေါ့ဒီမန်စီးတီးမှာကွာရီယိုလာထရဘယ်ရတဲ့နှစ်ကစတုံးကိုကွင်းလယ်တက်ထောက်ပြီးရိုဒရီနဲ့ဒဗယ်ဘီဖို့တွဲတဲ့ပုံစံပေါ့အဲ့တော့အဲ့လိုပုံစံမျိုးကိုဆာလီဘာကိုသူ ပြီးခဲ့တဲ့ Champion League ပွဲစဉ်မှာတော့သုံးပြသွားတယ်ဆိုတော့အာဒီဒါကဒီလို Champion League ပွဲစဉ်မျိုးမှာတော့သူကဟို tactical switch တွေအပြောင်းအလဲတွေရဲဝန်းလုံးပြနိုင်လောက်တဲ့တီသူ့မှာယုံကြည်ချက်ရှိနေပြီပြီးတော့နောက်တစ်ချက်ကကျွန်တော် Arsenal မြင်တာကအာဒီဒါကဒီယာဒီမှာသူတွေးထားတဲ့ပုံစံအရပေါ့ဟိုဖီးအားတွေသူအများကြီးမခံယူတော့ဘူးသူလုံးပြနိုင်တာပဲလုံးနိုင်တဲ့လောက်ပဲငါလုံးလိုက်တော့မယ်ဆိုတော့ပုံစံလိုမျိုးပေါ့အဲ့လိုပုံစံမျိုးကျွန်တော်တို့တောက်လျှောက်တွေ့နေရတယ်သူဥမာ Newcastle နဲ့ပွဲစဉ် အဲဒရာမာတွေဖြစ်တယ်ပန်နတီမရအောင်ဒါပေမဲ့နောက်ဆုံးမိနစ်ကမ်ဘက်နဲ့ပြန်လာတယ်အဲ့ပွဲစံမှာဆိုလေသူ့ပုံစံသူရသလောက်သူအရှိရနေပြေးမယ်အဖလားရတာမရတာဒါလိုက်မယ်လဲဆိုင်နေသူလုံးပြနိုင်သလောက်အကုန်လုံးပြမယ်ဆိုတော့ပုံစံမျိုးတော့သူ့စီမှာတော်တော်လေးတွေ့ရတယ်ဆိုတော့အာဆင်နယ်အနေနဲ့အသာစီးကတော့ထုံးစံတိုင်းယူအောင်ပါပဲဘာလို့လဲဆိုတော့အာဆင်နယ်အသာစီးယူတဲ့ပုံစံတကယ်ကျွန်တော်တို့တစ်ခက်ကဟိုအရင်ခက်ကတကယ်ကြမ်းခဲ့တဲ့အသင်းတွေယူသလိုမျိုး ်ဘာမှအခွင့်အရေးကိုမပေးတော့ဘဲနဲ့ chance creation ကိုမပေးဘူးလားငါတို့ goal ပေါက်ကိုလောင်မကန်နဲ့ဆိုတဲ့ပုံစံမျိုးယူပြနေတာဖြစ်တဲ့အတွက်အဝေးကွင်းဖြစ်တယ်ဆိုပေမဲ့ကျွန်တော်ထင်တယ်ဘောလုံးပိုင်ဆိုင်မှုအတာဟို stats တွေအတာနဲ့တော့ဒီပွဲကိုတောင်းအောင်ပါပဲအဲ့လိုမျိုးတော့မြင်တယ်တေးချပါတယ်ဒါကတော့လုံးဝ Arsenal ကဒီလိုပဲလာတော့မှာအပြီးတော့ data ကတော်တော်လေးကို inspiration ကသူက ပပ်ကိုပဲယူထားတာဆိုတော့เนาะလုံးဝကိုတော်တော်လေးကိုယူတယ်အဲ့ဒီပုံမှာသူ့ရဲ့ကိုပိုင်ဒီအတွေ့အကြုံနဲ့ညံနဲ့ပေါင်းပြီးတော့ထပ်ဖြည့်ဟာတော်တော်လေးကိုလှလာရယ်ပေါ့เนาะဒါကလည်းသူ့ကိုကို credit ပေးအောင်เนาะဒီ appreciate လုပ်အောင်ပါပေါ့အဲ့တော့ဒီပွဲရရမှတ်ရလက်ခံမှတ်ချက်ဘယ်လိုဖြစ်လာမှာထင်လဲဟုတ်ကိုပေးရမှာလားမပေးရဘူးလားဆိုတာလည်းစိတ်ဝင်စားဖို့ကောင်းလာပြီအခုကသူရှုံးမှာမရှုံးမှာမဟုတ်အာဆင်နယ်ခန်းစစ်ကိုဘယ်သိန်းခိုးစားရမှာလဲဆိုတော့ဟာကြီးကအကိုတို့မှာတဝဲတဝဲဟာဒီဘယ်သိန်းခိုးမှာလဲ၈ပွဲရှိသွားပြီဆိုတော့ နောက်ဆုံး5သူနဲ့အသင်းတော်ကဒါအကူတို့ဒါ stats matter လို့ Newcastle က order မာဒီလားမသိထားလိုက်ပါတော့အဲ့တော့ဟုတ်တယ်ဟုတ်တယ်ဟုတ်လားမလားလားမသိအဲ့ထားလိုက်တော့မင်းတော့မိနေပြီအဲ့လိုမျိုးအဲ့လိုဆိုတော့เนาะအဲ့တော့ဒီပွဲ result လေးခံမှန်းပြီပေါ့အဲ့တော့ Arsenal အသင်းကနောက်လာမယ့်ပွဲစဉ်ဒီမှာတော့ပွဲချက်တွေသူတို့ကစားဖို့ရှိတယ်ဟိုမှာ Chelsea နဲ့ကစားဖို့လည်းရှိတယ်ပြီးတော့ Bayern Munich နဲ့ကစားမယ့်ပွဲစဉ်ရှိတယ်သူတို့ London Derby ပြိုင်မဲ့ Spurs နဲ့ကစားမယ့်ပွဲစဉ်ရှိတယ်အဲ့တော့ဆိုလိုချင်တာဒီပေးကူးမရှိတဲ့စံချိန်ကြီးပြတ်မယ်ဆိုရင်တော့အဲ့ဒီ၃ပွဲက တပွဲပွဲကပြက်ချင်ပြက်သွားလို့ရတယ်ဥမာဘိုင်ယူနစ်ကိုကိုးပေးရဆိုတာဒါဖြစ်သွားနိုင်လေဒါပေါ့ကိစ္စပဲချက်စီးနဲ့လည်းဖြစ်သွားနိုင်လေစပါးနဲ့လည်းဖြစ်သွားနိုင်လေအဲ့တော့အဲ့ဒီကျွန်တော်ကတော့ပေးကုန်မရှိဆန်ချင်ကပြက်မယ်ဆိုရင်အဲ့ဒီသုံးပွဲတွေကတခုခုမှမှပြက်ပြီးတော့ဒီဆန်လာလိုင်းနဲ့ပွဲစဉ်ကတော့တို့ထိန်းနိုင်အောင်မလားပေါ့ဥမာဆန်လာလိုင်းကလည်းဘယ်တော့ပဲကောင်းနေရပြပြောတို့လည်းဒီပွဲကတေးကြတယ်ဟိုပွဲစဉ်ရဲ့80ရာခိုင်နှုန်းလောက်ကတော့ခန်စစ်ကိုပဲအားပြုပြီးဆော့ရမှာပဲဆိုတော့ဟိုတကယ်လို့ဆန်လာလိုင်းဘက်ကဒုက္ခပေးနိုင်လို့ရှိရင်တော့မှအာဆင်နယ်ကိုပိတ်ဆော့ပြီးတော့ ဇီးဇီးဆိုရဲရလက်မျိုးနဲ့တောင်းအောင်မယ်လို့ထင်တယ်အဲ့တော့ကျွန်တော်ကတော့ပေးကူးမရှိဆန်ကြရင်တော့ထိန်းနိုင်မယ်အာဆင်နယ်လည်းထုံးစံနိုင်သူရဲ့ format ရလက်ပဲပေါ့ကွာ01 02ပေါ့ဒီဟာနဲ့ပဲဒီပွဲလည်းတောင်းအောင်မယ်လို့ထင်ပါတယ်ဟိုလည်းအတူတူပါပဲ formula ကွက်ပါပဲအားတော့ formula ကွက်ပဲတိတ်စဉ်းစားမနေနဲ့01 02ပဲနိုင်တယ်အဲ့လိုက်အဲ့တိုင်းပဲနိုင်သွားမှာပေါ့နော် goal ပေးရမယ်လို့လည်းအကိုကတော့မထင်သေးဘူးနောက်တစ်ခါ clean sheet တစ်ပွဲထည့်ရမယ်အဲ့တော့ goal ပြတ်မပြတ်ကတော့ တောင်းနေငါကိုပြက်ဖို့ဆိုတော့လောလောဆယ်တိုက်ဆင်မှုတွေမှာပါတော့နည်းနည်းစဉ်းစားရတယ်။ 1C 2C ပေါ့။အဲ့လောက်ပဲသွားမှထင်တယ်။ဒါ UU လေးပဲတခါကြာ UU လေးတွေးတာကောင်းပါတော့။အဲ့တော့အကိုတို့ဒါဒီပွဲပင်တခြားပွဲတွေဆက်ဆွဲကြတာပေါ့။ဟုတ်ကဲ့။ဟုတ်ကဲ့ပါဒါကျွန်တော်တို့ဆက်တောင်းလမ်းတဲ့အာဆနယ်အသင်းတို့ရဲ့ပွဲချုပ်တုံးသက်ချက်အစီအစဉ်ဖြစ်ပါတယ်။ကျွန်တော်ညီကိုနှစ်ယောက်လုံးအာဆနယ် 1C 2C ဆိုတဲ့ရလက်ကိုသဘောအကျဆုံးပဲဖြစ်ပါတယ်။အဲ့တော့ဘာဖြစ်မလဲဆိုတော့အတူတူစောင့်ကြည့်နေတဲ့ညီတို့အားလုံးဒါဒီပွဲမှာနှုတ်ဆက်ချင်ပါတယ်။လာပဲပွဲတွေနဲ့ကျွန်တော်တို့ပြန်ပြီးတော့လာခဲ့ပါမယ်။ကြည်ပေးခဲ့တဲ့အားလုံးကိုကျွန်တော်တို့ ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ